မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာငလျင်အတွက်အမေရိကန်ပြက်ကွက်ချိန်မှာတရုတ်ကခြေလှမ်းတာသွားပြီဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာမလ28ရက်နေ့ကရစ်စတာစကိတ်9.9အဆင့်ရှိငလျင်ကြီးလှုပ်ခတ်လိုက်ပါတယ်ငလျင်ကြောင့်လက်ရှိအချိန်ထိလူပေါင်း3000ကျော်အသက်ဆုံးရှုံးထိခဲ့ရပြီဖြစ်ပြီးဒီလိုနိုင်ငံတကာကအကဲစိတ်သမားတွေအလင်းမြန်ရောက်ရှိလာပါတယ် မြန်မာနိုင်ငံစီကိုနိုင်ငံတကာကယ်ဆယ်ရေးသမားတွေဝင်ရောက်လာတဲ့ဖြစ်စဉ်ကလူမှုကွန်ရက်မီဒီယာတွေပေါ်မှာဗီဒီယိုတွေပြန့်နှံ့နေခဲ့ပြီး၎င်းတို့နဲ့မှာအထင်ရှားဆုံးဖြစ်ခဲ့တာကအပြာရောင်နဲ့လင်မော်ရောင်ယူနီဖောင်းတွေဝတ်ဆင်ထားတဲ့တရုတ်ကယ်ဆယ်ရေးသမားတွေဖြစ်ပါတယ်။ လူမှုကွန်ရက်မီဒီယာတွေမှာလွင့်တင်ဖော်ပြခဲ့တဲ့ post တွေမှာမြမငလင်ပေအတွက်ပထမဆုံးတုံ့ပြန်ဆောင်ရွက်မှုတွေလှုပ်ဆောင်ပေးခဲ့တဲ့ပေကျင်းကိုကျေးဇူးတင်ကြောင်းဖော်ပြမှုကလည်းမကြာခဏပါဝင်ခဲ့ပြီးတရုတ်ကေဆိန်လုံသားများမှအိန္ဒိယနဲ့ရုရှားလုံဖော်ကိုင်ပတ်များနဲ့အတူဟိုတယ်များစာသင်ဆောင်များနဲ့ဖုန်ကြီးကြောင်ပျက်စီးများတွေကနေပြီးအသက်ရှင်ကျန်ရည်သူတွေနဲ့ရှုပ်လောင်းများစွာကိုဆွဲထုတ်ခဲ့ကြပါတယ်။ပေကျင်းကိုကျေးဇူးတင်ကြောင်းဖော်ပြတဲ့တုံ့ပြန်မှုတွေကဆင်အာနာရှင်အစိုးရကိုထောက်ခံမှုကြောင့်မြန်မာနိုင်ငံရဲ့ဆိုရှယ်မီဒီယာမှာအနှုန်းလက္ခဏာဆောင်နေခဲ့တဲ့တရုတ် နိုင်ငံအတွက်အပြောင်းလဲတစ်ခုဖြစ်ပါတယ်။အမေရိကန်ရဲ့ပထဝီနိုင်ငံ၏ပြိုင်ဘက်ကြီးဖြစ်တဲ့တရုတ်ကမြန်မာငလျင်ပေအတွက်ရွှန်းတန်း100ဒေါ်လာ14တန်းနီးပါးတန်ဖိုးရှိထောက်ပံ့ရေးပစ္စည်းတွေကိုပေးအပ်မယ်လို့ကတိပြုထားပါတယ်။ ရွှေပြင်းတင်းများဆောင်များနဲ့ရှေးဦးသူနာပြုပစ္စည်းများအပါဝင်ပထမအတော့အကူအညီများကမလ31ရက်နေ့ကရန်ကုန်မြို့ကိုရရှိခဲ့ကြောင်းပေကျင်းကပြောကြားပါတယ်။မကြာမြင့်လာတည်တဲ့အချိန်ကာလအထိကမ္ဘာထိပ်တန်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအလူရှင်ဖြစ်ခဲ့တဲ့အမေရိကန်ပြည်ထောင်စုကမြန်မာငလင်ဘေးကိုကူညီဖို့အတွက်မဆိုစလောက်ပမာဏသာရှိတဲ့အမေရိကန်ဒေါ်လာ2သန်းကန်လန်ခဲ့ပါတယ်။ ဝါရှင်တန်က၎င်းတို့ရောက်ရှိလာရင်မှစစ်အစိုးရထံကနေပြီးဗီဇာရရှိဖို့ပြဿနာတွေကြောင့်ကြန့်ကြာနေတော့လေအဖွဲ့ဝင်၃ပါရှိတဲ့အကဲဖြတ်ဖွဲ့ကိုစိတ်လွတ်မယ်လို့ထုတ်ပေါ်ပြောကြားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ဒီမှာကမ္ဘာတဝန်းမှာဆူနာမီများငလင်းများနဲ့အခြားသောဘေးအန္တရာယ်များကျရောက်တဲ့အခါတွေမှာအမေရိကန်ပြည်ထောင်စုကအသက်ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုကူညီဖို့အတွက်ကျွမ်းကျင်တဲ့ကယ်ဆယ်ရေးလုပ်သားတွေကိုပုံမှန်နဲ့လင့်မြန်စွာစိတ်လွတ်ခဲ့ပါတယ်။မြန်မာငလင်းဘေးမှာအမေရိကန်ပြည်ထောင်စုရဲ့ပြက်ကွက်မှုကသဘာဝဘေးအန္တရာယ်ကျရောက်မှုဖြစ်စဉ်များအတွင်အမေရိကန်ရဲ့လုံဆောင် ောင်နိုင်စွာကြာစင်းလာစေဖို့အမေရိကန်ဆိုရရဲ့အကန့်ကန္နာကိုတမရဒေါ်နန်ထရန့်ကခြုံချပစ်လိုက်တဲ့တမရဒေါ်နန်ထရန့်ရဲ့လှုပ်ရှားမှုတွေပဲဖြစ်တယ်လို့လက်ရှိနဲ့ရခင်ကာလာတာဝန်ထမ်းဆောင်ခဲ့တဲ့အမေရိကန်အရာရှိသုံးကရိုက်တာသတင်းဌာနကို ပြောကြားပါတယ်မစ္စတာထရန့်ရဲ့မြောက်စားကောင်း ကြီးမြင့်ပေးမှုတွေနဲ့အတူဘီလီယံနာအီလွန်မတ်ရဲ့အစိုးရစွမ်းဆောင်ရည်ဌာနကပြုံးတီးပြလိုက်တဲ့အတုံးစည်းလို့ပြမှတ်ထားအမိပေးပြီးဖက်ဒရယ်ဘျူရိုကရေစီတဝမ်းမှာကြီးမားတဲ့ရန်ပုံငွေဖြတ်တောက်ခြင်းနဲ့ကန်ထရိုက်တာရစဲခြင်းများပြုလုပ်ခဲ့ပါတယ်။ဝါရှင်တန်ရဲ့တဘာဝဘီအန်ရဲ့တုံ့ပြန်ရေးကြိုးပမ်းမှုတွေကိုနိုင်ငံရဲ့ချားမှာကြီးကြပ်ပေးခဲ့သူတွေဖြစ်တဲ့အမေရိကန်နိုင်ငံကဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဝန်ထမ်းတွေအားလုံးဒီပါကလည်းတမရထံကရှာတူးမှထုတ်ပြန်ခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နိုင်တဲ့ USAID ကမျိုးပြားရှာဖွေရေးနဲ့ကင်ဆင်းအဖွဲ့တွေကိုစတင်အသုံးပြုပြီးကင်ဆင်းရေးအဖွဲ့များကို58နှစ်အတွင်းမြန်မာနိုင်ငံစီကိုဖြန့်ကျက်ပေးထားတယ်လို့ USAID ရဲ့လူသားချင်းစာနာထောက်ပံ့မှုဆိုင်ရာထိပ်တန်းအရာရှိဟောင်း Miss မာစီယာဝောင်ကပြောကြားခဲ့ပါတယ်ဒါပေမဲ့တပ်ပါတီပြည်ပလုပ်ပေါ်ကိုင်ပတ်တွေကစာချုပ်တွေဆုံးရှုံးသွားခဲ့ပြီးဖြစ်ပြီးဖြစ်စဉ်ကိုပူးပေါင်း ညှိနှိုင်းတုံ့ပြန်နိုင်စွမ်းရှိသူအများစုကိုလွှတ်ထားရမယ်လို့သူမကဆိုပါတယ်။တခြားလုတ်ကင်ဆောင်ရွက်ပေးနိုင်စွမ်းရှိသူတွေဝင်လာနိုင်အောင်နေရာလွတ်လီဟာနေတခုကိုကျမတို့ဖန်တီးပေးထားပါတယ်လို့ Miss Wong ကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာ American Thamman House Court Marsier က Writer သတင်းဌာနကိုမြန်မာစင်အစိုးရက American စစ်ဘက်ဆိုင်ရာဖွဲ့စည်းရေးကိုဝင်ခွင့်မပြုသည့်တိုင်ဟန်တာဖျက်ထားမှုတွေမလုပ်ပါက Washington ကပုံမလင်းမြန်စွာနဲ့ခိုင်မာစွာတုံ့ပြန်လုတ်ဆောင်ပေးနိုင်စွမ်းရှိနေစေပဲဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ကြန့်ရှိနေတဲ့ USAID လုပ်ငန်းစဉ် င်းတွေကိုစီမံခန့်ခွဲတဲ့ပြည်နယ်ဌာနထံကိုဆက်သွယ်ပြီးမှတ်ချက်ပေးဖို့တောင်းဆိုခဲ့တော်လဲတောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့တယ်လို့မြန်မာစစ်အစိုးရနဲ့တရုတ်နိုင်ငံသားရေးဝင်ကြီးဌာနတို့ကလည်းမိကုန်းတွေကိုပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။နိုင်ငံသားဝင်ကြီးမာကိုရူဘီလိုကဖြစ်ထွန်းမှုမရှိလာတဲ့အချို့ကိစ္စတွေမှာအမေရိကန်အချို့စီးပွားကိုတော့ထိခိုက်နစ်နာစေတဲ့ပရိုဂရမ်လုပ်ငန်းစဉ်တွေကိုဖျက်တောက်လိုက်ခြင်းဖြစ်တယ်လို့လူမှုကွန်ရက်မှာပြောကြားထားပါတယ်။နိုင်ငံသားဝင်ကြီးမာကိုရူဘီလိုရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် တမ်မီဘရုစ်ကတဘာဝ BN နဲ့ကေဆင်ကြီးကျန်းကျဲသူတွေကအခြေအနေကိုစောင့်ကြည့်နေကြောင်းသတင်းထောက်တွေကိုမလ31ရက်နေ့ကပြောကြားခဲ့တာပါချီတလန်းတာနေတဲ့တရုတ်ငလေးလုတ်ပြီးနိုင်ပိုင်းကြမှာပဲထရန်ဆိုယာကကြန့်ရှိနေတဲ့ USAID ဝင်တဲ့နေအားလုံးနှိပါကိုအလုံးထုတ်ပယ်လိုက်ပြီး USAID ရဲ့နိုင်ငံသားလုပ်ငန်းစဉ်မစ်ရှင်တွေကိုပိတ်ပစ်ဖို့ကြိုတင်စီစဉ်ထားတဲ့လှုပ်ရှားမှုတစ်ခုကြောင့် ကွန်ကရစ်ကိုပြောကြားခဲ့ပါတယ်အဆိုပါကလာတွင်ပီကျင်းကဒါဇင်ပေါင်းများစွာသောဈေးဘက်ဆိုင်ရာလုပ်သားများငလင်ကျွမ်းကျင်သူများစေရင်ဝန်ထမ်းများနဲ့ကေဆေးခွေးများပါဝင်တဲ့ပထမဆုံးလုပ်ငန်းစဉ်တုံ့ပြန်ဆောင်ရွက်ရေးဖွဲ့ကိုမြန်မာနိုင်ငံဆီကိုဆေးလွတ်ခဲ့ပါတယ်ဒီဖွဲ့တွေကမန္တလေးနဲ့စကိုင်းတို့ကဲ့သို့ငလင်တန်းထိခိုက်ခံစားနေရတဲ့ဒေသတွေမှာတည်ယဝင်အကူအညီပေးရန်အဓိကထင်သာမြင်သာရှိတဲ့လက္ခဏာတွေဖြစ်ခဲ့ပြီးဒေသခံတွေကမြန်မာစစ်တမ်းမှအကူအညီများရှိကြောင်းပြောကြားခဲ့ပါတယ်အိန္ဒိယနိုင်ငံဆိုင်ဝန်ကြီးဌာနကကေဆေးအေးသမားတွေကမန္တလေးမှာရှုံလောင်း၁၆ လောင်းကိုတည်ထုတ်ရှာဖွေပေးနိုင်ခဲ့ပြီးလူပေါင်းတရလင်းဦးကိုကုသပေးခဲ့ကြောင်းလင်းရင်နဲ့တင်ပေါ်ရီကအကူအညီအထောက်ပံ့တန်ချိန်625တန်ပေးပို့ခဲ့ကြောင်းအေဘီလာတရက်နေ့မှာပြောကြားပါတယ်ရုရှားနဲ့အိန္ဒိယတို့ကရွေးရှားစေရုံနေမှာထူထောင်ထားကြပါတယ်တရုတ်နိုင်ငံက၎င်းရဲ့ကယ်ဆယ်ရေးဂျိုးပန်းမှုတွေကိုထုတ်လွှင့်ပြသဖို့၎င်းတို့အစိုးရပိုင်မီဒီယာကိုအသုံးပြုခဲ့ပါတယ်အင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်တဲ့တရုတ်နိုင်ငံပိုင်းရုပ်သံလွှင့်ဌာန CGDN ကတဘာဝ BN ရဲ့ဗဟိုချက်ဖြစ်တဲ့မန္တလေးကနေပြီးရုပ်သံကင်မရာနဲ့သတင်းပေးပို့နိုင်တဲ့သတင်းတောက်တွေပါရှိတဲ့နိုင်ငံတကာမီဒီယာနှင်းငယ်မှာတစ်ခုဖြစ်ပါတယ်။တရုတ်နိုင်ငံပိုင်းသတင်းဌာနဆင်ဟွာကတရုတ်နိုင်ငံရဲ့ကိစ္စရေးကြိုးပမ်းမှုတွေကိုထုတ်လင်းပြသပြီးသတင်းအစီရင်ခံချက်တွေကိုကြေကြေပြန့်ပြန့်ဖော်ပြခဲ့ပါတယ်။ကိစ္စရေးဖွဲ့တချို့ကတရုတ်နိုင်ငံယူနယ်ပြည်နယ်ကနေပြီးမြန်မာဆင်အစိုးရကိုစန့်ကျင်တဲ့တပုံများထိန်းချုပ်ထားတဲ့နေမျိုးတွေကတဆင်ကုန်းတွေမိုက်ကိုဖျက်ဆီးကမြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့အတွက်ဘေကျင်းနဲ့ရှုပ်ထွေးရဲ့ဆက်ဆံရေးကိုဖြစ်ပေါ်စေလျက်ရှိပါတယ်။ ်ကယ်ဆယ်ရေးသမားတွေကိုကုန်းလန်းပါဝင်လေကြောင်းနဲ့ဆေးလွတ်ဖို့ဆုံးဖြတ်ချက်တွေကပေကျင်းကလက်နက်ကိုင်တပုံတွေနဲ့ဆေးအစိုးရနှစ်ဖက်စလုံးကို၎င်းတို့ကဩစာလွှမ်းမိုးမှုရှိကြောင်းအချက်ပြလိုက်ခြင်းဖြစ်တယ်လို့ဦးဆိုင်ထွန်းအောင်လွင်ကဲ့သို့လေလာသုံးသပ်သူတွေကရှုမြင်ကြပါတယ်။ တဘုံနဲ့ဆက်ဆိုးရနေမြေကိုတီတီရောက်ရောက်ဖြန့်ကျက်နိုင်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်းကြံကိုတရုတ်နိုင်ငံကဖွင့်လှစ်ထားပုံရတယ်လို့မြန်မာနိုင်ငံမှာတရုတ်နိုင်ငံရဲ့အခမ်းကဏ္ဍကိုလေ့လာနေတဲ့သူတီတီတွေကပြောပါတယ်။ဆိုရှယ်မီဒီယာမှာတရုတ်စန့်ကျင်စိတ်တက်နေလှုပ်ရှားမှုတွေကတိတိတသားကြာဆင်းနေတယ်လို့၎င်းကဆိုပါတယ်။ဆက်ဆိုးရတက်တွေနဲ့အတိုက်ခံတက်တွေတိုက် ပွဲဖြစ်ပွားနေတဲ့နေမျိုးတွေကိုဖျက်ဆီးပြီးယူနန်မှမန္တလေးကိုဖျက်ဆီးမောင်းနှင်ဖို့ခွင့်ပြုချက်မတောင်းမဲမောင်းနှင်လာခဲ့တဲ့တရုတ်ကျက်ချီနီရှင်နန်းကိုတတိပေးပြစ်ခတ်မှုတွေရှိခဲ့ကြောင်းအီဘီလာ၂ရက်နေမှာစစ်အစိုးရကကြေညာခဲ့ပါတယ်အဆိုပါဖြစ်စဉ်မှာလူသေပြောင်းမရှိခဲ့ကြောင်းပေကျင်းကနောက်ပိုင်းမှာပြောကြားခဲ့တယ်လို့လည်းသိရပါတယ်မြန်မာနိုင်ငံကတရုတ်နဲ့အိန္ဒိယကြားမှာတည်ရှိပြီးနှစ်နိုင်ငံစလုံးအတွက်ပြူဟာမြောက်အရေးကြီးလာပါတယ်ဝါရှင်တန်ကနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး၂၀၂၁ခုနှစ်မှာစစ်တပ်က နာသိမ်းလိုက်တဲ့ကာလမတိုင်မီမှာအချင်းချင်းဒီမိုကရေစီတပိုင်းကာလတစ်ခုအောင်မှာမြန်မာနဲ့ဆွေးနွေးရဆက်ဆံရေးရှိပါတယ်။စစ်အစိုးရကသဘောထားကွဲလွဲမှုတွေကိုရရက်ဆက်ဆက်ဖြိုခွင်းခဲ့ပြီးရဲ့နောက်မှာပြင်းထန်တဲ့ပြည်တွင်းစစ်ကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။အခုအခါမှာတပုံတပ်ဖွဲ့တွေကနေဆက်ဒေသအများစုကိုထိန်းချုပ်ထားတော့လဲပြည်ချင်းဘက်ကစစ်အစိုးရကိုသာတည်ငြိမ်ရေးကိုအာမခံချက်ပေးနိုင်သူဖြစ်ရှုမြင်ထားပြီးကြောဒါနောက်ခံပြုထားစေဖြစ်ပါတယ်။အတိုက်ခံများပြားကတရုတ်နိုင်ငံကစစ်တပ်ကိုတုံ့အားပြီးတဲ့အခမ်းကဏ္ဍပိုင်းဆိုင်ရာမှာအပြတ် ဘောဆောင်လာကိုရှုမြင်ခဲ့ကြပါတယ်စင်ကာပူအခြေစိုက်တွင်းခွန်ရဲ့အတံမွေးဝမ်းကြောင်း Yusuf Aishel Institute ရဲ့ ISEAS ကအကောင့်ထင်ပေါ်ခဲ့တဲ့2024ခုနှစ်စစ်တမ်းကောင်ယူမှုမှာမြန်မာနိုင်ငံကဖြည့်ဆို့သူ60ရာခိုင်နှုန်းမှာပေကျင်းကိုမယုံကြည်ကြောင်းတွေ့ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာလူမှဖန်ရှားခံရတဲ့အစိုးရမှပါဝင်တဲ့အဖွဲ့ဝင်တွေဖွဲ့စည်းထားတဲ့စစ်ပြိုင်အစိုးရဖြစ်တဲ့မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမြန်မာပြည်သူတွေကိုကူညီကယ်ဆယ်ဖို့မနောက်နေ့ပဲရောက်လာကြတဲ့နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကိုအထူးပဲကျေးဇူးတင်ပါတယ်လို့ကြေညာချက်မှာဖြေကြားထားပါတယ်။ ဝါရှင်တန်ကဒီမိုကရေစီလှုံ့ဆော်မှုအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ရန်ပုံငွေတွေမှတဆင့်အထူးသဖြင့်စစ်အစိုးရကိုစန့်ကျင်သူတွေခြားထဲမှာဩဇာလွှမ်းမှုမှုကိုဆက်လက်ထိန်းသိမ်းထားတယ်။ဒါပေမဲ့လည်းမကြသေးမီကထရန်ညွန်ကြားတဲ့ဖြစ်တာမှုတွေကအဲ့ဒီနှစ်ခုစလုံးကိုအကြီးအကျယ်ဖျက်ဆီးပစ်ခဲ့တယ်။မြန်မာနိုင်ငံကိုပံ့ပိုးပေးတဲ့ USAID နဲ့နိုင်ငံသားရေးဌာနမှ program 28ခုတက်မနေကိုရပ်ဆိုင်းလိုက်ပြီးလို့ concrete လွတ်တော်နဲ့မျှဝေထားတဲ့အထောက်အထားစာရွက်စာရမ်းတွေနဲ့ writer သတင်းရဲ့ပြန်လည်သုံးသပ်ချက်တွေကဆိုပါတယ်။နိုင်ငံအရေးကိစ္စတွေအတွက်နိုင်ငံတကာရဲ့ကြောထောက်နောက် ံရရှိခြင်းလိုအပ်တဲ့အတွက်ဝါရှင်တန်ရဲ့မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကအမေရိကန်နိုင်ငံသားများအတွက်အရေးကြီးကြောင်းမစ္စတာမာစီယာကပြောပါတယ်။ရှမ်ပန်ရကတရုတ်ကို ထိတ်တိုက်ရင်ဆိုင်လိုတဲ့ဆန္ဒမျိုးကအစအလုံးကအမေရိကန်ရဲ့ဩဇာလွှမ်းမိုးမှုအတိုင်းအတာပေါ်မူတည်နေရလို့စကော့မာစီယာကဆိုပါတယ်။ နောက်ထပ်တပုံနေနဲ့ထိုင်းဝန်ကြီးချုပ်နဲ့မြန်မာစစ်ကောင်ဆောင်တို့တီးတန့်တွေ့ဆုံဆွေးနွေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ကဘင်စတန်ညီလာခံကိုတက်ရောက်လာတဲ့မြန်မာစစ်ကောင်ဆောင်ပို့ချုပ်မှုကြီးမြောက်လိုက်တဲ့ထိုင်းဝန်ကြီးချုပ်တို့အီဘီလာလီယန်နဲ့တီးတန့်ဆွေးနွေးခဲ့တယ်လို့သတင်းတွေမှာဖော်ပြပါရယ်။ထိပ်သီးစည်းဝေးမစတင်ခင်ဝန်ကြီးချုပ်ကပို့ချုပ်မှုကြီးမြောက်လိုက်တဲ့တွေ့ဆုံပြီးတဘာဝဘီယန်နီရဲ့ကာကွယ်တားဆီးရေးနဲ့ဆက်ဖြတ်ကြောင်းရာဆွေးမှုတွေမူရင်းစေဝါနဲ့တရားမဝင်ရောင်းဝယ်ဖောက်ကားမှုအပါအဝင်ကိစ္စရပ်တွေကြေကြေပြန့်ပြန့်ဆွေးနွေးခဲ့တယ်လို့ဆိုပါရယ်။အဓိကအနေနဲ့ခ ေါ်ဆိုရေးစင်တာလိမ်လည်မှုတွေနဲ့အွန်လိုင်းလိမ်လည်မှုတွေကိုပူးပေါင်းတက်ဖြတ်ရေးဆွေးနွေးခဲ့တယ်လို့ဖော်ပြပါရယ်။လာမယ့်မိုးရာသီအတွက်ရေကြီးရေလျှံမှုတွေမဖြစ်အောင်နိုင်နိုင်ငံသားရှိမြေချောင်းတွေရေလန်းတွေအတားအဆီးတွေဖိရှားရင်ပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီခဲ့ကြတယ်လို့ဆိုပါရယ်။ဘင်္ဂလားပင်လယ်အော်ဒေသခံနိုင်ငံ နည်းပညာနဲ့စီးပွားရေးပူပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်းစတန်ညီလာခံကို AB 3ရက်နဲ့4ရက်နှစ်ရက်ကြာကျင်းပခဲ့ပြီးအိန္ဒိယထိုင်းနဲ့မြန်မာအပါအဝင်နိုင်ငံ9နိုင်ငံကကောင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်။မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကိုဘင်းစတန်ညီလာခံတက်ရောက်ခွင့်ပြုတဲ့အပေါ်လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်တင်အဖွဲ့ APHR ကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သလို Justice for Myanmar အပါအဝင်အဖွဲ့အစည်း330ကကန့်ကွက်ရှုတ်ချချက်ကြောင့်ကြီးညာချက်မှထုတ်ပြန်ပါတယ်။ ဧပြီလ3ရက်နေ့ကလည်းပန်ကောက်မြို့မှာဆန္ဒပြသူတွေကမြန်မာစစ်ကောင်စာကိုလူသက်သမားလိုရေးထားတဲ့စိုင်းပုတ်တွေကင်ဆောင်ပြီးဆန္ဒပြခဲ့ကြရတယ်လို့ပန်ကောက်စပို့သတင်းကရေးသားထားပါတယ်ရှင်